မင်္ဂလာပါရှင် ထထထိုင်ရီမှာကြိုဆိုပါရစေ။ဒီနေ့တော့ထထတို့ထိုင်းမရင်နန်းတော်ကိုသွားလည်မှာဖြစ်ပါတယ်။အရင်ဆုံးထထတို့နန်းတော်ဝင်ခွင့်လက်မှတ်ဝယ်ရပါတယ်။လက်မှတ်ကတစ်စောင်ကိုဘတ်900ကြပါတယ်ရှင်။ လက်မှတ်ဝဲပြီးသွားတဲ့အချိန်မှာတော့နန်းတော်ရဲ့မိန်ဝင်ပေါက်ကြီးရှိကိုလမ်းလျှောက်သွားရပါတယ်။အခုကနန်းတော်တွေကိုရောက်ပြီးဖြစ်ပေမဲ့မိန်ဝင်ပေါက်ကိုတော့မရောက်သေးဘူးပေါ့နော်။မိန်ဝင်ပေါက်ကိုရောက်တော့မှလက်မှတ်စစ်ပြီးတော့တကယ်နန်းတော်တွေကိုလည်းပတ်ခွင့်ရမှာပါ။ မိန်ဝင်ပေါက်ကိုရောက်တာနဲ့လက်မှတ်စပီအထဲဝင်လို့ရပါပြီရှင်နန်းတော်ရဲကိုရောက်တာနဲ့ vlog အတွက်သူရိုက်ကိုရိုက်ပြန်လည်ရိုက်ကြရဲပေါ့နော် အခုတော့ထပ်တော့မြတ်ဖျားဝင်ဖို့မှာဖြစ်ပါလေရှင်မြတ်ဖျားကထိုင်းနိုင်ငံရဲ့တဘိုးကြီးဖျားဖြစ်ပြီးတော့ဘရင်နန်တော်ထဲမှာကိန်းဝန်းဆံပေးတဲ့နန်းဖျားလည်းဖြစ်ပါတယ်ထိုင်းလူမျိုးတွေဟာမြတ်ဖျားကိုအထွတ်မြတ်ထားကြတယ်လို့ဖျားเจ้าဆောင်တွေမှာလည်းဗီဒီယိုရိုက်ကူးခွင့်တပ်ပေါ်ရိုက်ကူးခွင့်တွေကိုတားမြစ်ထားပါတယ်မြဖျားပြန်ထွက်မှာနန်းတော်ထဲမှာဟိုဟိုဒီဒီရောက်ကြည့်ပါမယ်ရှင်။ နန်းတော်ရဲ့လျှောက်ကြည့်ရင်လည်း retrovisor sensor coffee sign တွေတွေ့လို့ဝင်ထိုင်ဖြစ်ခဲ့ပါတယ်ရှင်။ ဆိုင်ထဲမှာတော့မြင်တဲ့အတိုင်းတူရစ်တွေအများကြီးပဲမို့နေရာရဖို့တော့ထပ်ထွန်းမှာထားတဲ့အေးလေးရဖို့တော့တော်တော်လေးဆောင်းပါပါတယ်ထပ်ထွန်းမှာထားတာလေးရပါပြီရှင် နောက်ဆုံးအနေနဲ့ထပ်တော့မြဖျားပြားလိုက်တဲ့ကိုဝင်ရောက်လေ့လာဖြစ်ခဲ့ပါတယ်ရှင်ကြရကြတဲ့ရိုက်ကူးခွင့်တောင်းမြစ်ထားတာမျိုးကိုဗီဒီယိုတော့မြိုက်ခင်ရပါဘူး နန်းတော်အနန်းလေပတ်ကြည့်ရပြီမို့လို့ပြန်လာတော့မယ်ရှင်နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော်တတဗီဒီယိုလေးဆုံးထိကြည့်ရှုပေးတာကျေးဇူးများကြီးတင်လို့ထားရဲ့ YouTube channel လေးကိုလည်း like and subscribe လုပ်ကြပေးကြပါအောင်နော်